အလုပ်ထဲမှာကိုယ်ကိုလေးစားမှုမရှိဘူးတခြားဝင်တဲ့ချင်းချင်းကအမြင်ကလာမယ်အမြင်မကြည့်ဘူးဖြစ်မယ်ဆိုရင်အဲ့ဒီအလုပ်မှာမပြောကြဘူးပေါ့နော်ရှိရချုပ်ပဲဖြစ်ပါရှင်အာဒီအလုံးဝင်တာလည်းတိတ်မကြသေးဘူးပေါ့အစတော့ဒီအလုံးဆိုတဲ့အကြောင်းမသိဘူးဒါလို့လည်းဆိုတော့မိသားစုနဲ့ပဲနေရ မိသားစုရယ်ပဲနေတဲ့ခါကျတော့ဒီလူမှုဆက်ဆံရေးပိုင်းမှာလည်းညံ့ကျင်နေညံ့မယ်။ဘာကြောက်လဲဆိုတော့ကိုမိသားစုရယ်နေတဲ့ခါဖြစ်တဲ့အတွက်ကိုမိသားစုမှာကိုဘလို့ပဲဆိုးဆိုးဘလို့ပဲအနိုင်ကျင်ကျင်ဘလို့ပဲပိုကြကြနေလို့ရရလေနော်။လုံနှဲခွင့်ရောက်တဲ့ခါကျတော့အဲ့လိုလုံလုံမရတော့ဘူး။နည်းစိတ်ကျဉ်ကျက်မှုလေးတွေဖြစ်လာတယ်။တခြားပေါ်တော့ဒီလူမှုပေါင်းသိဆက်ဆံရေးမှာပိုတိလာတယ်ပေါ့နော်။မမလုံဝင်လာလဲတိတ်မကြသေးဘူး။ဒီအလုပ်ထဲမှာဆိုရောကိုကိုကိုကတော့တာဝန်ယူစိတ်ပြည့်နဲ့ဒီအလုပ်မှာလုပ်နေမှာတခြားသူတွေကညှဉ်းညွတ်မှုမရှိဘူး။ ဥပမာကိုယ့်ရဲ့ဒီကုမ္ပဏီတစ်ခုမှပဲဖြစ်ဖြစ်ဒီလုပ်ငန်းတစ်ခုမှပဲဖြစ်ဖြစ်တခြားသူတွေအချိန်ခိုးတာဒါတွေကိုကပေါ့နော်လိုက်ပြီးတော့ကြည့်နေပြီးတော့တခါကြကြိုက်အော်သူတို့တောင်မှဒီလိုအချိန်ခိုးသွားသေးရပေါ့နော်ငါလည်းလိုက်ပြီးတော့အချိန်ခိုးလိုက်မယ်လို့အဲ့လိုမျိုးတွေးပေမဲ့အဲ့လိုမလုပ်ခဲ့ဘူးဘာလို့လဲဆိုတော့လူဆိုတာတာဝန်ယူစိတ်ရှိရမယ်ပေါ့နော်တာဝန်ယူစိတ်ရှိရမယ်ဖြစ်ရခေါ်အဲကို့ဒီ ရှင်းနိုင်ရနေပြီ။ငါးနိုင်ဆိုရခန္ဓာတစ်ခုပေါ့။အဲ့ဒီချိန်မှာကိုယ်ဒီတာဝန်တစ်ခုပေးထားတယ်။အဲ့တာဝန်တစ်ခုဒီတရက်စာအတွက်ပြီးကိုပေးရမယ်ဆိုရစိတ်နဲ့ပဲ။အာသူတို့ကသူတို့အချိန်ခိုးချင်ဖို့မခိုးချင်နေပေါ့။ကိုကတော့ဒီတာဝန်ယူစိတ်တစ်ခုနဲ့ပဲဒီအလုပ်ကိုလုပ်မယ်ဆိုရအတွေ့အမျိုးနဲ့ပဲဒီလုံလောက်ခွင့်မှာလောက်လာခဲ့တယ်။နောက်တစ်ခုကကြတော့ယူသားရမယ်။အာအထက်လူကြီးကကိုကိုရရုပ်ကြီးကြီးတစ်ခုနဲ့ကိစ္စရတစ်ခုခုကိုပေါ့နော်ဝေးကြီးခန္ဓာတစ်ခုပဲဖြစ်။အဲ အခက်မဲ့ပဲထားအခါကြရကိုကဩသူကငါ့ကိုရုပ်ကြည့်မှုနဲ့ဒီအလုပ်ကိုအခက်ပါလားငါရိုးရိုးသားပဲလေဘလောက်ပဲဖြစ်ဖြစ်ကိုတွေရိုးသားမှုနဲ့ဒီအလုပ်ကိုလှုပ်စေခြင်းနဲ့ပေါ့နော်အလုပ်ကိုင်နဲ့ပတ်သက်ပြီးငါ့ကိုပေးပေးရစီးမြင်စီးကြိုက်တဲ့လိုက်နာမယ်ဆိုတဲ့အတွေးနဲ့ပဲလှုပ်ပါတယ်ပင်မဲ့ပင်မဲ့ပလိစေပေါ့နော်အဲ့ဒီရှာလက်ကဘာနဲ့မှမတူအရင်ပြဖို့ကောင်းတယ်အာကိုရဲ့နောက်ကြောက်ကိုဘလောက်ပဲလိုက်ပြီးစုံစမ်းပဲစုံစမ်းပလိစေပေါ့နော်လိုက်ပြီးတော့ပဲလေ့လာပလိစေကိုကဒီအလုပ်ကိုင်မှာမရိုးမသားနဲ့ အာလောက်ခဲ့တာမရှိတဲ့အတွက်ကိုကိုကိုလိပ်ပြန်လုံးပြလုံနေတဲ့မှာကြီးတဲ့သူမှနေတဲ့သူမှမဟုတ်ဘူးအဲ့လူတယောက်ကတာဝန်ယူစိတ်ရှိရယ်ရိုးသားတယ်ငါတို့ကတော့စီကန်းတွေလိုက်နိုင်ရယ်ဆိုတော့နေတဲ့သူလည်းလေးစားညီမရဲ့လုံနေတဲ့မှာဆိုညီမအနေဆုံးဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အာ16နှစ်ကျော်ကျော်ပေါ့အဲနောက်လာကြမှာအသက်20ပြီမှာဒါပေမဲ့ညီမရဲ့အကြီးကြီးက30ကျော်အာဒီ20ကြော်ပေါ့နော်ဒါပေမဲ့အကောင်လုံးကညီမကိုလေးလေးစားစားနဲ့ဆက်ဆက်ပေးကြတယ်။ဘာလို့လဲဆိုတော့ညီမတာဝန်ယူစိတ်ရှိရယ်။သူတို့ပေးပေးတဲ့စီမင်းစီကိုက်တဲ့လိုက်နာရယ်ပေါ့နော်။ပြင်မဲ့အခါကျတော့အော်သူတို့တော်မှ တနိုင်လောက်ချိန်ခိုးသေးရပဲငါလည်းအချိန်ခိုးကြည့်မယ်ဆိုပြီးတော့စိတ်ကဝင်ပြီးမဲ့ဒါပေမဲ့အဲ့လိုမဖြစ်ဘူးဘာလို့အဲ့ဒါလဲဘာလို့မဖြစ်တာလဲဆိုတော့စာအုပ်ပေါ့နော်စာအုပ်တွေအများဆုံးဖတ်တဲ့ခါကျတော့အဲ့ စာပေရဲ့အကြောင်းကကိုယ့်ရဲ့ဒီအုံနောက်ထဲမှာဆွဲရလာတယ်လို့ခံစားရတယ်။အဲဒီစာအုပ်တွေဖတ်ပြီးတော့မှဘာမှမလုပ်ဆိုအလက်ကားပဲလीနော်။လူတယောက်ကပြောင်းလဲခြင်းလို့စာဖတ်တာလို့လက်ခံထားတယ်။ဒီစာဖတ်တယ်ဆိုတဲ့မှာဒီလူကပြောင်းအောင်ပြောင်းလဲရမှာမပြောင်းလဲဆိုရင်အဲ့စာကို तू ဖတ်နေရမှာမဟုတ်ဘူးပေါ့။အဲဆက်လုံးလေးတွေကိုပဲ तू ကဒီရေရုပ်ပြီးပါဇက်ကဖတ်သွားတာ။အမှန်တော့ဒီစာပေကိုသူ့ရဲ့အုံနောက်ထဲမှာမထည့်ထားဘူးမဖတ်ထားဘူးပေါ့နော်။ညီမကတော့အဲ့လိုမဟုတ်ဘူး။ဒီစာအုပ်တော့လုံးညီမအလုံးမရအောင်ဆိုမဲ့ဒါမဲ့အဲ့ဆက်လုံးလေးကိုညီမရဲ့ ဒီဒိဗံလေးတွေအုံနောက်တွေထည့်ထားတယ်ဂျိုးသားမို့ဒီစားအုပ်တွေအထောက်အပြုပေးတယ်တာဝေယူစိတ်ရှိမို့ဒီစားအုပ်တွေအထောက်အပြုပေးရပါတော့အဲ့တော့ညီမအလုပ်ထမ်းမှာအရင်ပင်မန်းနဲ့ခက်ခဲတဲ့ဆိုပေမဲ့လည်းအများကလေးစားမှုကိုခံရတဲ့အတွက်ညီမအလုပ်လုပ်ရတာပျော့ရဲပေါ့နော်တကယ်လို့အလုပ်ထမ်းမှာကိုယ်လေးစားမှုမရှိဘူးအာကိုယ်ပေါ့နော်ဟို တခြားဝင်တဲ့ချင်းချင်းကအမြင်ကက်လာမယ်အမြင်မကြည့်ဘူးဖြစ်မယ်ဆိုရင်အဲ့ဒီအလုံးမှာမပြောကြဘူးပေါ့နော်အဓိကအလုံးမှာမပြောရတဲ့အကြောင်းကြီးကဒီလူမှုဆက်ဆံရေးပေါင်းနေချင်းချင်းမှာလေးစားမှုတွေမရှိကြဘူးတာဝန်ယူမှုတွေမရှိကြဘူးစည်းကမ်းတွေမရှိကြဘူးအဲ့တော့ ကိုကိုတိုင်းလည်းမပြော့ဘူးကိုနဲ့တွဲလုံရတဲ့သူတွေလည်းမပြော့ကြဘူးဖြစ်လာရပေါ့နော်အခုတော်တော်များများဘာဖြစ်လဲဆိုတော့ဒီအလောက်မှာအဆင်မပြေသေးအလောက်ထွက်မယ်ဆိုတဲ့ဇာတ်ကားပေါ့အဲ့ဇာတ်ကားအမှန်တော့အဲ့လိုမတွေးသင့်ဘူးပေါ့နော်ဘယ်လောက်ပဲဖြစ်ဖြစ်အဆင်မပြေမှုလေးတော့ရှိမှာပဲအဲ့ဇာတ်ထဲမှာကိုဘလို့ဖြင်းရှင်းရမလဲဖြင်းရှင်းဖို့ဖြင်းရှင်းမိလို့ကြွားမယ်ပေါ့နော်အာဒီအလောက်ကငါလောက်ကျင်တာလားဒီအလောက်ထဲမှာရှိတဲ့လူတွေနဲ့ပဲငါပေါင်းသစ်ဆက်ဆက်ရေကိုအဆင်ပြေကျင်တာလား အဲ့လိုမျိုးကိုကိုကိုတည်ရမယ်ပေါ့နော်ညီမကတော့ဘာဖြစ်ချင်လဲဆိုဒီအလုပ်ကိုဝင်ပြီဆိုတဲ့ဥပမာညီမခုလုံနေဆေးကုံနေမှာအလုပ်လုပ်နေဒါဆိုရင်ညီမ ဒီအလုပ်ကိုအရင်ကြိုက်လို့လို့မဟုတ်ဘူးဒါမှမဟုတ်ပညာလိုချင်လို့ဘာလို့လဲဆိုတော့ဒီစေးကြောင့်နေပို့ပြီးတည်ကျင်နေပေါ့နော်လူခန္ဓာကိုယ်မှာရှိရဲ့ဒီအစိမ့်ပိုင်းအကြောင်းဝအစားဒူတွေဖြားနိုင်ဘာစေးတိုက်လို့ရတယ်ဘာစေးကဘလို့အထောက်ကိုပြုတ်လဲအဲလူတယောက်ဥပမာချက်ချင်ကိုရှင်မှာနည်းနည်းပေါ့နော်ဒီစီးရက်တစ်ခုကြောက်ပဲဖြစ်ဖြစ်ဘာကြောက်ပဲဖြစ်ဖြစ်ရုပ်တရက်ထဖောက်ရထားဒီလူမှာဘာယောဂရှိတာလဲဒီလူကဘာစေးလို့အဲ့လေအဲ့လိုမျိုးလေးပြန်ပြီးအထောက်ကိုပြုတ်ကျင်တယ်ဒါကြောင့်ညီမခုလုံးနေတဲ့အလုပ်မှာဆိုရင်အာပညာရရဲ့အဲ့ပညာဘာလဲဆိုစေးကြောက်ရဲ့အ များကြီးတည်တယ်။လူတွေရဲ့ဒီပေါ့နော်ခန္ဓာကိုယ်အစိုက်အပိုင်းအကြောင်းလေးတွေတည်ရတယ်။အဲ့တော့ညီမပညာရတယ်။နောက်တစ်ခုကဘာတွေဖြစ်လဲဆိုတော့လူတော်များပတ်ဆံရကြလို့အလုံးလောက်တာပြောကြတယ်လေ။တကယ်လည်းဟုတ်တယ်လေပတ်ဆံလူချင်းလို့အလုံးလောက်ကြရမယ်။ဒါပေမဲ့ပတ်ဆံတစ်ခုနဲ့နောက်ပတ်လိုက်ပြီးတော့အလုံးမလုံးနဲ့ပေါ့နော်။ကိုလူချင်းနဲ့ပညာလည်းရရမယ်။အဲ့ဒီအလုံးကကိုယ့်အတွက်ပညာလည်းပေးရမယ်။ ငါတို့ကဟုတ်တယ်ပတ်စံရကြည်ဘာလှုပ်လှုပ်လှုပ်ကြုံရလှုပ်လှုပ်လို့ရတာပဲဒါပေမဲ့အဲ့ဒီကြုံရအလုံးမှာကိုယ့်တပညာမရဘူးလူတိုင်းကအနာဂတ်ဆိုတာရှိမှာပဲအဲ့ဒီကိုယ်တစ်ချက်ရဲ့ဖြစ်လာမဲ့အနာဂတ်မှာမှကြုံရတွေပဲလှုပ်အောင်မှာလားပေါ့နော်ကိုယ့်ကိုယ်ကိုပြန်မြေးစေခြင်းနဲ့ပေါ့နော်အဲ့လိုမှမဟုတ်ကိုကဒီပညာတစ်ခုခုနဲ့ပဲအနာဂတ်မှာလည်းအေးချမ်းချမ်းလေးနဲ့ပဲရက်တည်ခြင်းလားပေါ့နော်ကိုယ့်ကိုယ်ကိုသိရမယ်ကြောက်အခုလက်ရှိမှာလည်းပတ်စံတော့ရရဲကြောင်ရအလုံးတွေပဲရှောက်လုံနေမဲ့ဆိုပြီးအနာဂတ်မှာလည်းအဲ့လိုမျိုးလမ်းပြောက်နေမှာပဲပေါ့နော်ညီမကတော့အဲ့လိုမဖြစ်ချင်ဘူး အလုံးမှာတော့အကြောင်ရတယ်မလုပ်ဘူးညီမပညာရတဲ့အလုံးပဲလုပ်မယ်ပတ်စံရဖို့ရပို့ပြီးတော့အညီမပညာလိုချင်တာပေါ့နော်အဲ့အလုံးငယ်ခွင်တွေကပညာတွေရစေချင်တယ်အနာဂတ်မှာလည်းညီမတို့အထောက်အကူပြုရမယ်ပညာပဲဖြစ်ရမယ်ပေါ့နော်နောက်တစ်ခုပြောချင်တာကတော့ဒီအလုံးငယ်ခွင်တစ်ခုမှာပေါ့အလူတွေဘာတွေဖြစ်လာကြလဲဆိုတော့အဆင်မပြေဘူးအဆင်မပြေဘူးအလုတ်ပြောင်းမယ် ဒီတထေးကမကောင်းလို့လို့ဒီဝင်ထဲကြီးကြီးမှာအဆင်မပြေလို့ဆိုတဲ့စကားတွေပေါ့နော်မကူတိုင်းကလည်းကြားရတယ်ဟိုတထေးကလည်းဒီအောက်လက်ဒေသားတွေကိုခိုင်းလို့ရမယ်တီးလို့ဆုတ်ခိုင်းတာမျိုးရှိတယ်အာညီမပထမဆုံးကြောက်ဖူးကတော့ညီမဒီအလုပ်ပေါ်မှာအရင်တာဝန်ယူစိတ်ပြပြတဲ့စိတ်တစ်ခုနဲ့လောက်လာတဲ့ခါမှာအပေါ်ကညီမဒီအလုပ်ရှင်ပေါ့နော်သူကညီမကိုအလုပ်နှစ်ခုပို့ပြီးခိုင်းလာတယ်အခုလက်ရှိလုပ်တဲ့အလုပ်ပြေနောက်ထပ်အလုပ်တစ်ခုဖိအားပေးညီမဘာပြောခဲ့လဲဆိုတော့တတိယဥပဒေလေးပဲအဲ့အလုပ်ရှင်ပြောခဲ့အာ ဒီလိုပေါ့နော်အလုတ်တောင်းဝင်တစ်ခုပဲလို့ခြင်းနေပေါ့နော်တောင်းဝင်တစ်ခုယူပြီးတော့မှဒီအလုတ်အဲမှာပဲစိတ်တွေနှစ်ထားပြီးပင်မရတာမျိုးမလို့ခြင်းဘူးလို့ပြောခဲ့အဲ့ဒီအချိန်မှာညီမတို့သူဖာပြောလဲဆိုတော့ဟိုပတ်စံရရမှာပတ်စံရရမှာတော့မှန်ပါတယ်လို့ဒါပေမဲ့ညီမအဲ့ပတ်စံနေမလို့ခြင်းဆိုတဲ့အကြောင်းပြောခဲ့ညီမတောင်းဝင်တစ်ခုပဲယူခဲ့ပြီးတော့မှအဲ့တောင်းဝင်ရောပဲသူတို့သတ်မှတ်ပြီးတဲ့တောင်းဝင်ရောပဲကြည်အောင်လုပ်ခဲ့သူတို့ချပေးတဲ့စီကံတိုက်ပဲနေတောင်းဝင်တစ်ခုကိုပေးခဲ့ရပါဖြစ်အဲ့တောင်းဝင်ပေါ်မှာရိုးရိုးတက်တာတွေစူးစမ်းခဲ့အဲ့တော့ညီမကိုအားလုံးကလေးစားမှုပေးကြရပေါ့နော်နောက်တစ်ခုကဟို ကိုကလေနေလို့ဆိုပြီးတော့မှအဲ့ထဲမှာတိမ်နေရတာမျိုးဘာမှမဖြစ်ဘူး။ဘာလို့လဲဆိုတော့အဓိကအကြောင်းကတော့တာဝန်ယူစိတ်ရဲ့ဂျိုးသားမှုရဲ့လေးစားရမယ်ပေါ့နော်။အဲ့လိုမျိုးပြသခဲ့တဲ့အရာကြတော့မြမတီအလုံးမှာရမ်းစိတ်နဲ့ရထားရတာမျိုးဘာမျိုးလို့မရှိဘူး။အဲအဓိကပြောချင်တာကတော့တာဝန်ယူပါလေးစားပါအဲဂျိုးသားပါပေါ့နော်။ဟုတ်ကျေးဇူးတင်ပါတယ်ရှင်။